ကြည့်ကြည့်တဲ့ချမ်းသာတဲ့ယောက်ျားကိုလင့်တော့ကကျမရဲ့ကြီးမားတဲ့အိမ်မှာကိုယ့်ရဲ့အနောက်ကနေမှနောက်ကျောကိုဓာတ်နဲ့ထိုးနေတာလေကိုကိုကစိတ်ချယုံကြည်ရတယ်ဆိုတော့ဒါပေမဲ့လည်းနင်းနင်းလည်းငါ့ကိုနောက်ကျောကဓာတ်နဲ့ထိုးတယ်ငါလည်းနင်းအတွက်အမြဲတမ်းဘယ်လိုပြောရမလဲတလှမ်းချူတွေးထားရဆိုတဲ့ပုံစံမျိုးပါနော်နင်းကလေလုပ်လားအဲ့ဒါဆိုလို့ရှိရင်တပြေးကဘာရမှာ အမကလည်းလှည့်ပြီးတော့ item လုပ်တဲ့အချိန်ကိုကလည်းအဲ့မှာအဲ့လိုမျိုးပေါ့နော်ဒီ narration ပြောရတာပေါ့နော်အဖွားကြီးပါဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးပြောရတဲ့အချိန်ကလည်းအကွက်တိဖြစ်သွားတာ။ဟိုင်းရယူလိုက်တာ။မွေကွေးအပိုက်ပိုက်ထားပြီးလို့တာ။အဲ့အဲ့ခံလေးရတော့အမှတ်တရပဲဒါလောက်ယူမထားပဲနဲ့ပေါ့နော်နှစ်ယောက်သေုပ်ဆောင်လာအရင်တိုက်ဆိုင်တော့ကျွန်တော်ကနင်းနဲ့ထင်မင်းလက်ကိုလွတ်ထားတဲ့ကိစ္စကိုသူသိနေတယ် နောက်ထပ်ထမလို့တော့ဘူးလို့ပဲတပြေခတိပေးခဲ့ပါတယ်အဲ့ဇက်ပေါ်မှာအရန်စီးမျောသွားရေဆိုလို့ရှိရင်အရန်ပေါ့နော်ဟိုကိုကိုရဲ့ဒီခံစားချက်တွေကပောက်ကွဲထွက်လာဘူးအဲ့ထက်မှဆိုလို့ရှိရင်ညီမရဲ့ငယ်ဘဝတွေရှိရညီမရဲ့ဘဝသုံးဘဝရှိရတော့ပါအဲ့ဘဝတွေမှာဆိုလို့ရှိရင်ညီမခံစားမျက်ရည်စတင်နဲ့ငိုထားရပါနော်ဒီကရဲမှာတော့ထုံးစံတိုင်းမှွေစိန်လေးပါပဲအဲဒါမဲ့ဒီဇလန်းတွဲရပေါ့နော်နောက်ထပ်ဒီမဟာရဲ့ အန်ဒီရီပရိုဒက်အန်ဒီရီပရိုဒက်ရှင်ရဲ့ပြီးလို့ရှင်မပုံရဲ့ပြီးလို့ရှင်ကိုရီးယားပေါ့နော်ထပ်ပြီးတော့ပေါင်းနဲ့ဇက်ကြီးဇက်အိမ်တစ်ခုလုံးတော့ပြိတ္တတည်းရဲ့စိုက်ကြပါပါဘူးဒီတစ်ခါဘယ်လိုမဝင်ကောင်းမလဲအဲပေါ့နော်ဆိုတော့အဲဒီတစ်ခါကကြတော့ဘယ်လိုဝင်မလဲဆိုတော့ဒီမှာမိသားစု connection ရှိတယ်ဒီမိသားစု connection ကြီးရဲ့ဝင်ပြီးတော့မဆိုင်မဲနဲ့ကွာဝင်ပြီးတော့မှွေမဲ့ဘယ်လိုပြောမလဲဇက်ရောက်မှာပေါ့ ပြောမယ်ဆိုလို့ရှိရင်အဓိကတော့အိမ်ထောင်ကနေစတာပဲပေါ့နော်အခုချိန်ကြီးလဲရွှေလွခေါင်းနေလူလဲရှိတယ်ပြီးလို့ရှိရင်ဒီဖေဖေကြီးဇလန်တွင်ပေါ့နော်ချစ်စုကိုလည်းမမေ့ကြဘူးအခုဒီတပြေပေါ့နော်ခင်တပြေကာရိုက်တာလေးကိုလည်းအဲ့လိုဖြစ်အောင်လို့စူးစမ်းထားပါတယ်ရှင်အန်ဂရီပရိုဒက်ရှင်နဲ့လည်းတခြားစက်တွေရိုက်ထားပါတယ်တကယ်တမ်းတော့လည်းကိုကဟိုဘယ်လိုပြောရမလဲ အအလောင်းအဲ့လိုမျိုးပေါ့နော်အဲ့လိုအလောင်းလေးရိုက်ရလဲပိုကြိုက်တဲ့သူလဲပါရဲပေါ့နော်ဆိုတော့မျက်လုံးထဲမှာလဲမပုံရမျက်လုံးထဲမှာလဲပထမကျတော့ဟိုအရှိရကျတော့မပုံနဲ့မဟုတ်ဘူးလေရမွှေပြချင်းစီရဖေဖေးကြီးကတော့မပုံနဲ့မဟုတ်ဘူးအိမ်ထောင်ဒါမပုံနဲ့ဆိုနှကားမြောက်ပေါ့နော်ဒီအိမ်ထောင်အိမ်ထောင်ဇလန်းတွဲမှာကျတော့အေးအေးလေးနဲ့ ဟိုဘာနော်ကိုကြီးဥမှာချစ်ပါတယ်ဆိုတဲ့ပုံစံမျိုးအဲ့မှာတော့ဟိုဇက်ကတော့ပြောင်းပါတယ်အဲ့မှာတော့လုံးဝကိုဟိုအေးအေးဆေးဆေးပဲကိုကြီးမှလွှဲပြီးတော့ငွေမမှတ်ဘူးဆိုတဲ့ကောင်မလေးပေါ့နော်ဒီမှာကတော့ငွေရလွှဲလို့ကိုကြီးလည်းမသိမောင်လေးလည်းမသိဆိုတဲ့ကောင်မလေးပါအဲ့လုံးဝဇက်ကတော့လုံးဝပြောင်းနေပုံစံလည်းလုံးဝလုံးဝပြောင်းထားပါတယ်ဟုတ်ဒီထဲမှာကျတော့အေးအေးလေးနဲ့အညာအညာမဟုတ်တော့ဒီထဲမှာနစ်ဆွာရင်ငါဆွာမယ်နစ်ထက်ငါနှစ်ဆော့ပူဆွာမယ်ဆိုတဲ့ကောင်မလေး တော့စွာစွာတယ်เนาะအများတော့စွာစွာမစွာပါဘူးကိုစွာလို့လာစွာပါကိုကတတ်တက်ကြီး blind တော့မစွာပါသိစားပါတယ်အဓိကတော့အဓိကတော့ဟိုဘယ်လိုပြောမလဲဇက်ရပဲညီမဇက်ကိုအများအားဖတ်တယ်ပေါ့နော်ကြည့်တယ်ပြီးလို့ရှိလို့ရှိရင်ဒီဒီညီမရဲ့ဒီပေါ့နော်အောင်တီတီရုပ်ရှင်ထုတ်လုပ်ရေးရလဲညီမအများအားကြည့်ပြီးတယ်ဒီဇက်ကညီမလေးနဲ့လိုက်မယ်ဆိုပြီးတော့သူတို့လုံးဝအောင်အံဝင်ခွင့်ချဖြစ်တယ်လို့ခံစားရရင်ညီမလည်းဇက်ကိုဖတ်လိုက်တဲ့အချိန်မှာအာဟုတ်တယ်ဒါကတော့ညီမနဲ့ လိုက်မှာတေချာပဲဆိုပြီးတော့ညီမအဲ့လိုရွေးချယ်ဖြစ်တာများတယ်ပေါ့နော်ကန်ဆယ်တယ်လို့ပြောမှာခိုင်းချက်ရှင်ညီမရွေးချယ်တာလေအဲ့ကားလေးဖြစ်နေတာပေါ့ညီမကိုယ်တိုင်လည်းကြိုက်တယ်ပြီးလို့ရှိရင်ညီမအခုတော့ဒီဟာတွေပြီးွားတဲ့အချိန်မှာညီမအပြိတ္တအမြင်ပြောင်းနေမှာကာရိုက်တာတွေထပ်ထွက်လာအောင်ပါအဲ့အရာတွေလည်းအခုထပ်ရိုက်ထားတယ်ပေါ့နော်ဆိုတော့ဟိုကာရိုက်တာမထမထအောင်ပေါ့နော်ပြီးတော့ကာရိုက်တာကလည်းဒီလူတွေမြင်ရတာလည်းပြောင်းလဲလေးဖြစ်သွားအောင်လို့ပါနောက်တစ်ခါလေးအများကြီးရှိအောင်မယ်မီဒီယာတွေနဲ့ရောပြိတ္တတင်တဲ့ရောအများကြီးတွေ့ဖို့ရှိပါသေးတယ်အဲ့အရာလေးအမှန်တမ်းပြောရင် ပြင်ပြင်လောကနဲ့နည်းနည်းဆင်နေတယ်လားပြင်လောကတော့ပြီးလို့ရှင်လို့ရှင်အာဒီ business တိုင်းပေါ့နော်နေရာတိုင်းမှာပဲကိုကိုရဲ့အနောက်ကနေလို့နောက်ကျောကိုထားနေထိုးနေတာလေကိုကိုကစိတ်ချယုံကြည်ရတယ်ဆိုတော့ဒါပေမဲ့လည်းနင်းနင်းလဲငါ့ကိုနောက်ကျောကထားနေထိုးတယ်ငါလည်းနင်းအတွက်အမြဲတမ်းဘယ်လိုပြောရမလဲတလှမ်းချူတွေးထားရဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတိုးဆောင်တာဒါပေမဲ့အဲ့ဒါတိုက်ဆိုင်တာသိလား အမကလည်းလှည့်ပြီးတော့ item လုပ်တဲ့အချိန်ကိုကလည်းအဲ့မှာအဲ့လိုမျိုးပေါ့နော်ဒီ narration ပြောရတာပေါ့နော်အဖွားကြီးပဲဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးပြောရတဲ့အချိန်ကလည်းအကွက်တိဖြစ်သွားအဲ့ဒါအဲ့ခန်းလေးကတော့အမှတ်တရပဲဒါလုံယူမထားပဲနဲ့ပေါ့နော်နှစ်ယောက်သေုပ်ဆောင်လာအရင်တိုက်ဆိုင်သွားတာပေါ့အဲ့ခန်းလေးပေါ့ဆိုဇက်ထဲမှာကဇက်ထဲမှာကတော့သူနဲ့ကိုနဲ့ကလည်းအပြိုင်နေချက်အပြိုင်နေလုတ်စော်လေးအချင်းကလည်းပါသွားတာတိမှအဲ့လိုမျိုးအပြင်ရောက်တော့ဒါမဲ့အပြင်ရောက်တော့အမနဲ့ကချစ်ချစ်ခင်ရမယ်ခုနအမပြောမှာအရင်ခွေလာဆိုတော့ နှစ်ယောက်ကပြီးမှခုခုဟီပဲဆက်ဇက်ပေါ်ရဝိုင်ဒရိုက်တာအရှင်ဆိုပြီးဆိုရတယ်အာမှုတွေတွင်းကြပြီအာရိုက်ပြီအဲ့လိုမျိုးပေါ့နော်ကိုကဇက်ပေါ်မှာဝင်ပြီးတော့ခံစားလိုက်တာလေတိလားအဲ့ခါကြလို့ရှင်ကိုဘလို့လောက်ရမလဲပေါ့နော်အတိကအရန်မှုပါဝိုင်ဆိုလို့ရှင်လို့ရှင်အဲ့ဇက်ပေါ်မှာအရန်စီးမျောဝိုင်ဆိုလို့ရှင်အရန်ပေါ့နော်ဟိုကိုကိုရဲ့ဒီခံစားချက်တွေကပောက်ကွဲထွက်လာအောင်အဲ့ထဲမှာဆိုလို့ရှင်ညီမငယ်ဘဝတွေရှိရညီမဘဝသုံးဘဝရှိရတော့ပါအဲ့ဘဝတွေမှာဆိုရှင်ညီမခံစားမျက်ရည်စစ်တင်တဲ့ မှုန်ထားရပေါ့နော်တကယ်ကိုခံစားပြီးတော့စီမြော့ထားရပေါ့ဟုတ်ရမက်ဇလန်တွေကမဟာမှာပေါ့နော်အထုတ်လိပြသနေပါပြီအဲ့အတွက်ပြိတ္တကြီးကနောက်ထပ်ဇလန်နေရာလဲဘာဆက်ဖြစ်အောင်မယ်ဆိုတာကိုလဲပြိတ္တကြီးကဒီဇလန်တွေနဲ့အတူတူတဲတို့နဲ့အတူတူလိုက်ရောက်ပြီးတော့လောင်မေးပါအောင်လို့ဒီနေရာအနေပြီးတော့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်